င်မဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ကိုဝင်ဆောင် လာနုစင်မှာကိုဝင်ဆောင်မိခင်နေသွေးစင်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာဖြစ်ပါတယ် အဲ့တော့ကိုဝင်ဆောင်မိခင်တွေကကိုဝင်ရှိစဉ်အတွင်းမှာသွေးဆင်းနေဆိုလို့ရှိရင်စိုးရင်ပူပန်ကြောက်လန့်နေပေါ့နော်ဟိုအရင်ခေတ်တုန်းကတော့ဗာပြောလဲဆိုတော့သွေးကြော်တယ်သွေးကြော်တယ်ဆိုပြီးတော့ဒါပုံမှန်ဖြစ်စဉ်တစ်ခုလိုမျိုးဟိုယူဆကြတယ်ပေါ့နော်တကယ်တမ်းကျတော့ဒါပုံမှန်ဖြစ်စဉ်တစ်ခုမဟုတ်ဘူးပေါ့ကိုဝင်ဆောင်နေခြင်းမှာသွေးဆင်းနေဆိုတာပုံမှန်ဖြစ်စဉ်မဟုတ်ဘူးနောက်တခါလေးကျတော့ဒီဘက်ချမ်းမှာတချို့ကဘလို့ဖြစ်လဲဆိုတော့သွေးဆင်းနေဆိုတာ ਨੇ ချက်ချင်းအရန်ကြောက်လန့်ပြီးတော့ပေါ့နော်ဟာဘာလို့ရမလဲဘာမှမလုပ်ရမလဲဆိုပြီးတော့စိုးရင်ပူပန်မှုတွေများလာတာရှိတယ် တော့သွေးဆင်းတဲ့အခါမှာကိုဝင်ဆောင်မှာသွေးဆင်းတာအရေးကြီးပါတယ်။နော်နောက်တစ်ခုကတော့သွေးဆင်းတာဟာသွေးတွေအများကြီးဆင်းတာမဟုတ်ဘူးစီးစက်ကြိုက်တာတွေနော်ဟို fainting attack လို့ခေါ်တဲ့ရုပ်တရက်ဟိုမေ့လဲသွားတာမျိုးတွေ1 byte အောက်ပိုင်းနာကျင်တာတွေနဲ့ဆက်ဆက်မှုမရှိဘူးဆိုလို့ရှိရင်တော့ဒါဟာဟိုမိနစ် ိုင်းတွင်နိုင်ပိုင်းတွင်ကုသမှုခံယူရမယ့်အနေအထားမဟုတ်ဘူးပေါ့နော်အဲ့တော့သွေးစင်းတယ်ဆိုလို့ရှိရင်တော့ဟိုတက်ဆိုင်ရာဆရာဝန်ရှိကိုဟိုပြသဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့သွေးစင်းတာလဲကိုဝင်ဆောင်လာနှုတ်ချိန်မှာပေါ့နော်နောက်ပထမဆုံးတစ်ခုကတော့ implantation bleeding ပေါ့အဲ့တော့ဆဆာချင်းကိုဝင်ရှိပြီးတော့ကိုဝင်ရှိတာကိုတိပြီးတော့ဒီ၅ဘက်ပောင်းဝင်းချင်တော့မှသွေးစင်းတာမျိုးဖြစ်တတ်တယ် အဲ့ဒါဘာဖြစ်တော့လဲဆိုတော့တရေသားလေးကဒီတောက်ပြုံထဲမှာတရေအောင်နေတရေအောင်ပြီးတဲ့အခါမှာကျတော့တအိမ်ထဲကိုဆင်းလာပြီးတော့မှတအိမ်နိုင်ရန်ထဲမှာသူကမြုံနှံပြီးတော့တရေတဲတဲမှုပြုတယ်ပေါ့နော်တော့ဒီအချိန်မှာတအိမ်နိုင်ရန်ထဲကိုသူကတိုးဝင်ပြီးတော့ဟိုတွေ့ရတဲ့အခါမှာဒီတအိမ်နိုင်ရန်သွေးကြောလေးတွေကိုထိခိုက်မိပြီးတော့သွေးဆင်းတာမျိုးဆိုတာရှိတတ်တယ်အဲ့တော့ဒါမျိုးကထပ်ပြီးတော့ဆင်းတာနေများမလာဘူးပေါ့နော် sub corion နဲ့ hemorrhage လို့ခေါ်တဲ့ဒီတဒေသားတွေတဲ့နေရာနံရံကသွေးထွက်မှုကအများကြီးများမလာဘူးဆိုလို့ရှိရင်ဘာမှပြဿနာမရှိဘူးသူကသူ သတိသားလေးကဆက်လက်ပြီးတော့တွဲကပ်ပြီးတော့သူဟာသူ grow ဖြစ်လာပေါ့နော်ကြီးထွားလာတယ်ပေါ့နောက်တစ်ခုကကြတော့တအိမ်ကောင်းပွားလို့သွေးစင်းတာအဲ့တော့ကိုဝင်မှာဆိုလို့ရှိရင် service လို့ခေါ်တဲ့ဒီတအိမ်ကောင်းမှာဘေးစုံကွန်ဂျန်ရှင်လို့ခေါ်တဲ့သွေးကြောတွေကပွားနေတဲ့အခါကျတော့တခါတည်းကြလို့ရှိရင်ထိခိုက်လွယ်လို့သွေးစင်းတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒါအနေရှိတဲ့ဟိုသွေးစင်းခြင်းမျိုးမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ပုံမှန်ကိုဝင်မဟုတ်တဲ့ဟာပေါ့ ဥပမာဆိုရင် ectopic pregnancy ခေါ်တဲ့တအိမ်ပြင်ပမှာတော့တာဥပြင်မှာတရေတဲတဲ့ဟာမျိုးနောက်တစ်ခါတော့ molar pregnancy ခေါ်တဲ့တပြစ်သီးတည်းပေါ့เนาะအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ तू ကသွေးဆင်းတတ်တာပို့ပြီးတော့ဖြစ်လာတယ်ပေါ့เนาะအဲ့တော့ဒီလိုဟာမျိုးဆိုလို့ရှိရင်တော့ဒါသွေးဆင်းနေဆိုရင်ဒါ ultrasound ရိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တပြစ်သီးတည်းတဲတာလားတအိမ်ပြင်မှာကိုဝင်တယ်တာလားဒါတွေသိနိုင်တယ်ပေါ့เนาะနောက်တစ်ခုကတော့ကိုဝင်ပြက်ကြခြင်းလို့သွေးဆင်းတာပေါ့အဲ့တော့တရေတာလေးကတိမ်နိုင်မှာတွေ့ပြီးသွားပြီး တွေ့ပြီးသွားပြီမဲ့ဆက်လက်ပြီးတော့အသက်ရှင်တန်နိုင်မှုမရှိတော့ဘူးဆိုလို့ရှိရင်သွေးဆင်းလာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးသွေးဆင်းလာပြီဆိုလို့ရှိရင်တော့ဒါကိုဝင်ပြက်ကြတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နောက်တစ်ခုကတော့ဒီကိုဝင်ကြောင့်မဟုတ်ဘဲနဲ့ဒီအမျိုးသမီးကသူကမီးရက်နဲ့ပတ်သက်တဲ့ယောဂတစ်ခုခုပုံမှန်ပေါ်လစ်လို့ခေါ်တဲ့ဟို အတဘိုကနေပြီးတော့ဒီတိမ်ကောင်းဝါနေမှာတွဲလောင်းလေးပြုတ်ကြလာတဲ့အခါမျိုးပေါ့เนาะအဲ့တော့အတဘိုပဲအဲ့လိုအတဘိုကနေပြီးတော့တွဲလောင်းလေးတိမ်ကောင်းဘောက်ကနေပြီးတော့မင်းမကိုလမ်းကြောင်းမွေးလမ်းကြောင်းမှာပြုတ်ကြလာတဲ့အခါကျတော့သူကပိုးဝင်တာမျိုးတွေဖြစ်နိုင်တယ်သွေးစင်းတာမျိုးတွေဖြစ်နိုင်တယ်ပေါ့เนาะအဲ့တော့အဲ့ဒီကနေပြီးတော့လေသွေးစင်းတတ်တယ်နောက်တစ်ခုကတော့ပိုးဝင်တာ မွေးလမ်းကြောင်းပိုးဝင်တာပေါ့နော်မွေးလမ်းကြောင်းပိုးဝင်တဲ့ bacteria vaginosis လို့မျိုး fungal infection လို့ခေါ်တဲ့ဟာမျိုးပေါ့အဲ့လိုမျိုးပိုးဝင်တဲ့အခါကြောင့်လို့ရှိရင်လည်းတိမ်ခေါင်းရောင်တာမွေးလမ်းကြောင်းရောင်ရမ်းတာအကြောင်းတွေးစင်တာဖြစ်တတ်တယ်အဲနောက်တစ်ခုကကြတော့ cancer နဲ့ပတ်သက်လို့ပေါ့နော်အဲ့တော့တိမ်ခေါင်း cancer ဖြစ်ပွားနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်လည်းကိုဝင်ရှိတော့မှတွေးစင်တာမျိုးနဲ့သိလာတာဖြစ်နိုင်တယ်ပေါ့အဲ့တော့အကြောင်းမို့လို့ကိုဝင်မှာတွေးစင်ပြီဆိုရင်ကိုယ်အတွက် ထိခိုက်လိုက်တော့အများကြီးမစင်းဘူးဆိုလို့ရှိရင်တော့ချက်ချင်းမိနစ်ပိုင်းနိုင်ပိုင်းတွင်းသွားပြီးတော့ပြတ်သွားမှာမဟုတ်ဘူးဒါပေမဲ့သွေးစင်းတာအရင်များတယ်ဝမ်းမဲ့အောက်ပိုင်းနာတယ်ဟိုမေ့လဲလောက်တဲ့အထိဖြစ်တယ်ဆိုလို့ရှိရင်တော့ချက်ချင်းသွားပြရမယ်ဒါပေမဲ့သွေးစင်းနိုင်လေဒါသွေးကြော်နေတာပဲကိုယ်ဝင်မှာသွေးကြော်တာလို့လည်းစိတ်ချနေလို့မရဘူးသက်ဆိုင်ရာဆရာမနဲ့ပြတ်တာပြီးတော့လိုအပ်လို့ရှိရင်အထရာဆောင်ရိုက်တာမျိုးတွေလိုအပ်တဲ့ကုသမှုခံယူရမျိုးတွေလုပ်မယ်ဆိုတာဟိုဆရာမဒီပြပြောကြလို့ပါတယ် Zifam, caring for well-being.